ပထမရန်သင်ဤတဖရာအဖြစ်တော်စဉ်တငယ်ရန်၌နန္ဒပါပါတိခဲ့ရသောဖရာအကြောင်းကိုပို၍တိဖို့ရန်ထမှန်သင်ပြစီရပါသည်ဤအတန်း၌လည်းကလေးများစာမဖတ်တတ်သေးသောကြောင့်ပုံများကိုပြလျက်သင်သင်ပါသည်လယ်ဒီဆရာတော်ဖရာဤလင်္ကာများကိုအတန်ဒီအတန်ဓာဖြင့်ချပေး၍ထိုလင်္ကာအတိုင်းပုံကိုပြ၍ပြောပါ တုံးလူရှင်ပင်ကျွန်ထိတ်တင်တောင်းခွင်စကြဝလာနတ်ပြမတို့ညီညာယုံစုတောင်းပန်မှုကြောင်းယဒုနကိုရှင်ရှင်ဆိုသည်ဝါစုလာပြေကျွဲမင်းနေဝဲချမ်းမြေကြည်ပြူ တန်ဒီယူသည်နှလူငိမ့်ဖို့ဂိမ့်ပါကိုတန်ဒီယူကဆေလာကြတော့မဟာတက်ကြတဲ့68ကျုံကဆုံလာပြေတောက်ကြနေဝဲချမ်းမြေစုံကြီးလုံးပနေ၌ မဟိလိုက်စုဖွားရောမူသည်နတ်လူအောင်မြို့လမ်းပါကိုဖွားမြင်မြောက်တော်ဆက်ချောင်းနေရွယ်ပြုနုနေ၌သုံးသွဲရွှေနံဒိမ့်မြန်ပြီလေ73နှစ်လျင် ဖုံးတစ်လျံလူစံတော်မူ၍ရွေမူနူဖြို29ဝေလေးမျိုးနမိတ်နတ်ပြဟိတ်ချောင်းရွှေစိတ်ညင်ညို့တန်ဝေဘုကဝါစုလာပြေဂျာမင်းနေဝေချမ်းမြေရကုံတော်ရလုံးသည် ဆုံးမြိုင်ပင်ရိတ်ခမ်းမာကိုတော်ရက်မြိုင်ပေါ်ချောင်းနဲ့ပြော၍ခါတော်တဖုံပွင့်ချင်းကျုံကကဆုံလာပြေစင်မင်းနေဝဲမြေပရမေပလင်းဘွေထက်ရွှေညောင်တော်ကြီးဗိတ်တန်ထီနေ မညီချီပြူနေတော်မူလျက်ရန်သူခပင်အမိုက်တင်ကိုအရှင်ပေပြောက်အလင်းပေါက်ကထွန်းတောက်ဖုံးတော်တောင်းလုံးကြော်သည်တုံးမလူတို့ငိမ့်ွယ်ကို ဖျားဖြစ်ခာမိကဒါတို့စကြရွှေဘွားဖြန့်ချီသွား၍ငါးပါးဝဲကီးဆုံးအညီနဲ့မဟိတတောင်းတိုက်အပေါင်းမှာခညာံကလာနတ်ပြမအားဝါစုလာပြေစနေနေဝဲကျွိကျွိလျံတဲ့ဓမေဆက်ကို မိမ့်မဲ့ထွေပြဟောဖို့ကြသည်တရားနစီရွံ့နေကိုတရားနစီဆိုရင်လီကသုံးမြီဘုံတိုက်တတောင်းတိုက်ဝဲကျွတ်ထိုက်တသူနဲ့လူမြမတတဝါကို ခေမာတောင်းတို့ဖောင်းကြို့ဖြင့်ဆောင်ပုတ်ပြီးကဝါလေးဆယ်ငါတကားရှိစေဆုံးပြည့်ကျွဲကရာလေးဆယ်ရှိတက်ကြဲဝဲနဲမလာတိုင်းဆန်နိုင်မယုတ်ကုတ်တိနာယုံအင်ဂျင်ဆုံး၌ကဆုံလာပြေအင်္ဂါနေဝဲ ချမ်းမြေနေဘူးစံတော်မူသည်ဝမ်းစုတောင်းလုံးကြော်ရဲကိုနေဘူးစံပြီးရှုမဤသာတိမ်ကြီးရွှေလိုအလောင်းတော်ကိုထူယောကဆုံလာစုပ်ကြုံ၍ဂလုံးနေဝဲခိုးငွေမနော ဓာတ်တေဇောလျင်ရှင်သောညံစေဒိဋ္ဌံချက်ဖြင့်လျှံတက်ကိုယမိပူဇော်သည်မွေရောရှစ်စိတ်ကျွင်းနေကိုဓာတ်တော်ဝေဘုံဗုဒ္ဓမြတ်စွာ၏အယိုးတော်များကိုဓာတ်တော်များဖြစ်သောကြောင့်ဓာတ်တော်ဟု၎င်း ဖယားရှင်ကကိုးွယ်ဖို့ရန်အမွေပေးခဲ့သောကြောင့်မွေတော်ဟု၎င်းခေါ်ကြ၏ထိုတတ်တော်များကိုရှင်ဘီရင်တို့၏ဆရာဖြစ်ခဲ့ဘူးသောဒေါနာပမောက္ခကြီးသည်ရှစ်စုခွဲ၍အဇာတသက်မင်းစသောမင်းတို့အားဝေပေးလေသည်ဇေဒီရုပ်ပွားတော်ထိုတို့တတ်တော်ဝေယမရရှိသောတတ်တော်များကိုရန်သူတို့မဖြစ်နိုင်အောင်ဇေဒီတီး၍ထိုဇေဒီအတွင်း၌ဌာပနာသွင်းထားရပုံ ထူပြန်းရှင်ရုပ်ပုံတော်ကို ကိုးကွယ်သူလူအမျိုးမျိုးတို့ကပုံတူပြု၍ကိုးကွယ်ကြပုံရေးသူထုလုပ်သူတို့ဤလက်စွမ်းအားလျော်စွာတပ်ပေသော ပုံတော်အမျိုးမျိုးဖြစ်နေပုံကိုပြောပြ၍ဇေဒီတော်ရုတ်တူတော်တို့ကို ပူဇော်ရ၌တတ်တော်ထင်ရှားရှိစဉ်ကဖျားကိုရေမှန်း၍ပူဇော်ရပုံ ရေချမ်းပန်းစီမီတို့ကိုတန်တန်ရှင်ရှင်ပူဇော်ကြမှသာ နောက်ဘဝ၌ဆေယောကိုပါတန်တန်ရှင်ရှင်အကျိုးရနိုင်ပုံကို ခလေးတို့အားပြောပြပါနှစ်ဖျားကုံတော်ပါဠိဣတိပိသောဘဂဝါအရဟံတမ္မာတမ္ဗုဒ္ဓောဝိဇာစရဏတမ္ပန်နောသူကတော လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓော ဘဂဝါဤသို့သူနေရာနှင့်သူ ဖြတ်၍ဂုံတော်ပါဠိကိုကြကြနနချပေးပါဂုံတော်ကိုပါကိုလည်းရေတွက်တတ်ပါစေ၃တရားဂုံတော်ပါဠိတွက်ခတ်တော်ဘဂဝါဓမ္မောတန်ဋိဋ္ဌိကောအကာလီကောအိဟိပတိကောဩပာနေယိကောပစ္စဒံဝေရိတ္တဘောဝิญညူဟိဤသို့သူနေရာနှင့်သူဖြတ်၍ ဂုံတော်ပါဠိကိုကြကြနာနာချပေးပါဂုံတော်6ပါးကိုလည်းရေးထွက်တတ်ပါစေ၄တန်ကဂုံတော်ပါဠိသဗ္ဗိပန္နောဘဂဝတောတာဝကတံကောဥစုပြိပန္နောဘဂဝတောတာဝကတံကောညာယပြိပန္နောဘဂဝတောတာဝကတံကောတမိတ်စိတ်ပြိပန္နောဘဂဝတောတာဝကတံကော ယရိဒံသတ္တရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတဘဂဝတောတာဝကတံကောအာဟုနေယော ပါဟုနေယောဒက္ခိနေယောအင်စလီကရဏီယော အနုတ္တရံပုံညခတ္တံလောကတာဤသို့သူညာနေသူဖြတ်၍ဂေါန္ဒောပါဠိကိုကြာကြာနာနာခြားပေးပါဂေါန္ဒောကိုပါကိုလည်းရေတွက်တတ်ပါစေငါ မြမလူတရဏဂုံနှင့်ငါးပါးသီလအမှားမြမလူဆိုခြင်းသည်တာ၍နားလေ၏ထို့ကြောင့်တရဏဂုံနှင့်ငါးပါးသီလစောက်တည်ပုံကိုမြမလူရှိဥစွာချပေးပါ တခါစောက်တည်ထားလျင် ကိုယ်ွယ်လူသောစိတ်မပြတ်သမျှတရဏဂုံမပြတ်ပါ သူအသက်တတ်မှုစသောတဘာဘာကို မကျူးလွန်သမျှတိလမပြတ်ပါတဘာကျူးလွန်လျင်လေတဘာသာပြည့်၏ ပြတ်သောသီလကိုထပ်၍စောင့်တည်ရသည်တရဏဂုံဘုရားရှင်ကိုကိုးကွယ်ပါ၏တရားတော်ကိုကိုးကွယ်ပါ၏အရိယတန်ဃာတော်ကိုကိုးကွယ်ပါ၏နှစ်ကြိမ်မြောက်လည်းဘုရားရှင်ကိုကိုးကွယ်ပါ၏နှစ်ကြိမ်မြောက်လည်းတရားတော်ကိုကိုးကွယ်ပါ၏နှစ်ကြိမ်မြောက်လည်းအရိယတန်ဃာတော်ကိုကိုးကွယ်ပါ၏သုံးကြိမ်မြောက်လည်းဘုရားရှင်ကိုကိုးကွယ်ပါ၏ ၃ညမြောင်လဲတရားတော်ကို ကိုးကွယ်ပါ၏၃ညမြောင်လဲအရိယာတန်ဃာတော်ကို ကိုးကွယ်ပါ၏ငါးပါးသီလကာကြီးသူ့အသက်တတ်ခြင်းမှရှောင်ကျင်ပါ၏ခခွေသူ့ဥစ္စာကိုမတရားယူခြင်းမှရှောင်ကျင်ပါ၏ကံငယ်မိမိမယားမိမိလင်မှတပါးသူနှင့်ကာမဂုံကျင့်မှုမှရှောင်ကျင်ပါ၏ကာကြီး မူတာပြောခြင်းမှရှောင်ကျင်ပါ၏ငါသေးရီအရက်ဘိန်းကစော်လှော်စာတို့ကိုတောက်ချင်းစားခြင်းမှရှောင်ကျင်ပါ၏၆ကမ္မဝိပင်္ဂတုတ်တန်ပေါများအမှားကလေးများကိုငယ်ရွယ်စဉ်ကပင်ကံနှင့်ကံ၏အကျိုးကို အတော်တန်နားလည်စေသင့်၏ထို့ကြောင့်တန်ပေါများကိုချပေး၍အတိတ်ပဲပြောပြပါနံပါတ်စဉ်အတိုင်းဆောင်ပုံများ တဲ့သူများ အသက်တတ်တည်တွယ်အသက်ကိုမာတူနှင့်မတန့်ရှောင်ရှားထူသူများရှေလျားအသက်ကို၃နှိမ့်ဆက်ကလူညှင်းဆဲသူပြောထူယောဂါဆို၄တနာစိတ်သွင်းမနှိမ်နှင်းကင်းရှင်းယောဂါကို၅ထံပြင်းဒေါသကြီးတက်က အလှပြက်မြေဆို၆ ေါသကင်းစင်မေတ္တာရှင်ကြည်လင်လှတကူခုနှစ်မနာလိုပြန်အိတ်တာထံခြံရန်ကင်းမြီစို့ရှစ်အိတ်တာမထဝမ်းမြောက်ညာပေါများချွေရန်ကိုကိုမလူမဒန်းမပေးကံ၆ခန်းဥ္စာစို့၁၀စွန့်ကျဲလေတုံပြုပါကုန်ကုံလုံးကျွယ်ဝလို၁၁ မမာနကြွယ်ထူသူဝေမျိုးနွယ်ညံ့မည်ဆိုဆက်နှင့်ထိုက်သူယိုကျိုမန်ကိုချိုအမျိုးမြတ်တကူဆက်သောတိဝေဟူသည်မမေးကဖြင်းအပညာဆိုဆက်လီကြားမြင်များအောင်မေးလေဆောင်ခုနောင်တက်တည်လို့ဩဝါရပေကလေးများတန်ပေါက်လင်္ကာများကိုရယုံတွင်မပြီးစေပဲ တန်ပေါက်မှာပါသောအကြောင်းအရာကိုရွတ်ဆိုတိုင်းတရေထားကြပါလူတွေကအသက်ရှည်ရပါလို့ဤအနာကင်းရပါလို့ဤအဆင်းလှရပါလို့ဤအမျိုးကောင်းရပါလို့ဤဥစ္စာပေါ်ရပါလို့ဤပညာတက်ရပါလို့ဤဟုဆုတောင်းကြတယ်ဒီလိုဆုတောင်းတော့လေသူ့အသက်သက်သူ့ကိုညှင်းဆဲသူ့ဥစ္စာကိုမတရားယူဒေါသကြီးကိုယ့်ရဲ့တာယမနာလိုညူးဆူး မရှိဆင်းရဲသူကို မပေးကမ်းကိုယ့်ရဲ့တတ်သူကို မမေးဘဲနေလျင် အခါတရာမက အာပတ်အောင်ဆုတောင်းပေမဲ့မရနိုင်ဘူးလို့မှတ်ထားကြပါ သူအသက်မသက်ဖဲတနာကျင်နာမေတ္တာကရုဏာရှိလျင်သူများချမ်းသာတာကိုဝမ်းမြောက်လျင်စွန့်ကြဲပေးကမ်းလျင်ပညာသင်နေလျင်ကိုယ့်တဲ့တတ်သူကိုမေးလျင်ဆုမတောင်းပေမဲ့တက်ရှိဆင်းလှချမ်းသာရ၍ ပညာရက်လူလိမ္မာများဖြစ်ရမြင်မှာသိကြပါသည်။ဒါကြောင့်ဒီတန်ပေါက်မှာပါတဲ့အတိုင်းပြုကျင့်ကြပါ အမှားဤမြအထိသင်ပြီးရာနေ့၌ပထမဒန်းဝယ်ပြထားသော အချုပ်ကပြားကိုအတန်နေအတန်တာကောင်းမွန်စွာဖြင့်တန်ပြိုင်ညင်ညီကလေးများရွတ်ဆိုပါစေ။ပထမဒန်းသင်နည်းညွှန်ပြချက်ပြီး၏။တန်ရှင်းဖို့ကစရုပ်ထား ။အကျမ်းမာခြင်းရဲ့အကြောင်းတို့တွင်မတန့်ရှင်းမှုလည်းအကြောင်းတစ်ခုပါပဲ။အများအားဖြင့်ခန္ဓာကိုယ်ကိုလည်းရေချိုးခြင်းချိုးပြီးတန့်ရှင်းအောင်ပြုပြင်ရပါတယ်။အဝတ်ကိုလည်းချွေးစော်မနှံစေဘဲတန့်ရှင်းစေရပါတယ်။ပတ်ဝန်းကျင်နေရာကိုလည်းရေဖြန်းပြီးတပြက်လှဲခြင်းစသဖြင့်တန့်ရှင်းစေရပါတယ်။အဲ့ဒီလိုတန့်ရှင်းပြီးတဲ့အခါခန္ဓာကိုယ်ပေါ့ပန်းလာတယ်စိတ်လည်းကြည်လင်ပါတယ် စိတ်ကြည်လင်တော့တမာရိယပြီးစာကြည့်လို့စာတင်လို့ညံလဲတိုးလာပါတယ်။များသောအားဖြင့်တန်ရှင်းခြင်းရဲ့အကျိုးကိုမသိလို့တန်ရှင်းအောင်မကြိုးစားကြပါဘူး။နေထိုင်မကောင်း၍ရေမချိုးနိုင်ရင်ရေချိုးကန်းဝင်ပြီးပုတ်တိုက်ပေးရပါတယ်။ဒါကြောင့်ကျန်းမာဖို့အပြင်တန်ရှင်းဖို့ကစရုပ်ထားလို့ဆိုထားပါတယ်။အဝတ်အစားတက်ဖို့ကပြင်စမ။သင်္ကန်းကိုယဟန္တာများရဲ့တကွန်အောင်လန်းလို့ခေါ်ပါတယ်။ တေခိယတေခါဗုဒ္ဓမာမတုံးမရှိညီညီဝတ်ဖို့နဲ့ဆွမ်းစားပုံစီကံများကိုပြထားပါဗျ။အဲ့ဒီတေခါဗုဒ္ဓများနဲ့အညီသင်္ကန်းကိုအယောင်ရင့်ရင်ဆိုးပြီး ဝတ်တပ်ဖို့နဲ့ဆွမ်းကိုစားရဖို့လဲတာဝန်ခံများကသင်ကြားပေးကြရပါတယ်။ဖုဒ္ဒထေရဂါထာပါဠိတော်မှာညောင်ကောက်ဖြင့်ဆိုးအပ်သောအယောင်ရင့်ရင်သင်္ကန်းကို နောင်အနာဂတ်ကာလ၌ကဲ့ရဲ့ကြလိမ့်မည်လို့ဆိုပါတယ်။ ါကြောင့်ရှ िख ေကပိန်နေဆိုးရင်လဲညောင်ကောက်ဆိုးလို့ဖြစ်အောင်အယောင်ရင့်ရင့်ဆိုး၍ဝက်ခတ်ကြပါတယ်။ဒါကြောင့်တပည့်တော်များရဲ့ဥပဇေဖြစ်တော်မူကြသောမဟာကန္နာယုံကမ္မထမ်းဆရာတော်ဘုရားကြီးများလက်ထက်၌ကမ္မထမ်းဆရာအားလုံးပင်အယောင်ရင့်ရင့်ဝတ်တော်မူကြပါတယ်။အဝါနုနုကိုတော့ဆင်ဆွဲအောင်ဆိုးထားသောအဝတ်သင်္ကန်းကိုခြုံရမ်းကြကုန်တည်းရဲ့လူအများသွားလာရာယထမော်တော်ကားလမ်းတို့၌ လှဲ့လေကြလိမ့်မည်လို့ထိုဖုဒ္ဒထေရဂါထာ၌အပြစ်ပြတော်မူပါれ။ဒါကြောင့်အဝါရင့်ရင်အယောင်ကိုမပယ်လို့တော်လဲမထေမြတ်ကညောင်ောက်ဆိုးအယောင်မျိုးကို နှစ်သက်တော်မူပါれ။အညိုယောင်ကတော့ဝိနည်းတော်မှာကိုများစွာသောဆိုးရည်ဖြင့်ဆိုးအပ်သောအယောင်ဒီမအားလို့ပယ်ထားုံမျှမကဖုဒ္ဒထေရဂါထာမှာလဲသင်္ကန်းညိုကြီးများကိုဝတ်ယုံသုံးစွဲကား ရိယာများလို့ထင်ရလောက်အောင်ဟန်ဆောင်၍လှဲ့လေရကြလိမ့်မည်လို့မိန့်တော်မူခဲ့ပါသည်အနေအထိုင်တက်ဖို့ကသတ္ထမအသင်ပြမရှိရင်ဆရာသမားနဲ့ကိုယ့်ထည့်ကြီးသူရဲ့အနာမှာ လေးလေးစားစားနေနီးထိုင်နေများကိုမရကြပါဘူး ဒါကြောင့်ဆရာသမားများရဲ့ရှေ့ကြီးသူများရဲ့ရှေ့၌ရိုသေစွာနေထိုင်ရပုံ အချင်းချင်းလဲကိုယ်ယောက်ကရမနေကြပဲတိတ်ခါရှိရှိနေထိုင်ရပုံ တကားတကမတို့အနည်းမှလဲမိမိကအောက်ကမနေမိစေပဲရိုသေစရာကောင်းအောင်နေထိုင်ရပုံမကြမကြသတိပေးပါလေတချို့ကိုတော်များကဒတိုင်းပေါ်ထိုင်တတ်ပါတယ်လူကာလသားများလိုအမတန်အကြည့်ရဆိုးပါတယ်